ီနေ့ကျမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့လေမြမတလေးထုံတန်းဥပဒေမှာပါတဲ့တားသမီးမွေးစားခြင်းအကြောင်းဖြစ်ပါတယ်ဟုတ်ကဲ့ဒါဥပဒေရေးရာကိစ္စဆိုပေးမယ်လေမိသားစုတော်တော်များများရဲ့ဘွားနဲ့တိုင်ရိုက်ပတ်သက်နေတဲ့ခေါင်းစဉ်တစ်ခုမို့လို့ပါဟုတ်ပါတယ်ဒီအကြောင်းအရာကိုကျွန်တော်တို့ဥပဒေဆိုင်ရာဂျန်တဆောင်တွေကအချက်လက်တွေကိုအခြေခံပြီးတော့ပြောကြာမှာပါရှေ့ခေတ်ဓမ္မသက်တွေကနီးဒီနေ့ခေတ်တရားရုံချုပ်စီရင်ထုံးနေတီပေါ့လေဟုတ်ကဲ့အဲ့မှာ ီမွေးစားခြင်းဆိုတဲ့အယူဆကဘလို့ပြောင်းလဲတူးတက်လာလာသလဲအထူးသဖြင့်အမွေဆက်ခံခွင့်လိုလက်တွေ့ကြတဲ့အကျိုးသက်ရောက်မှုတွေကဘလို့ကွာခြားသွားသလဲဆိုတာကိုအထီးကထားပြီးဆွေးညွှတ်သွားမှာပါ။ကောင်းပါနီ။ရွေရွကြတာတော့ဒီရှုပ်ထွေးပုံးရတဲ့ဥပဒေရေးရအချက်လက်တွေကိုရှင်းရှင်းလင်းလင်းနဲ့စိတ်ဝင်စားစရာကောင်းအောင်တင်ပြဖို့ပါပဲ။ကဲဒါဆိုဆက်လိုက်ကြရအောင်နော်။ဟုတ်ကဲ့ဆက်လိုက်ကြအောင်။ယင်းမိတီကိုကြည်လိုက်တော့လေမြမဗုဒ္ဓဘာသာဓမ္မတက်တီမှာသာသမီမွေးစားခြင်းကို အမျိုးအစား၄မျိုးခွာခြားထားရတွေ့ရတယ်။ဟုတ်ပါတယ်။နာမည်တွေကတော့ KT မှာအပတိထစတပတ္တနဲ့နောက်တစ်ခုကဒါတာတဲ့။ဒီ၄မျိုးလုံးကဒီနေ့ခေတ်အထက်တည်ရှိနေသေးတာလား။အာအဲ့ဒီနေရာကစဝင်တာအရင်ကောင်းပါတယ်။အပြေကတော့မတည်ရှိတော့ပါဘူး။အဲ့ဒီ၄မျိုးတွေကနောက်ဆုံးတစ်ခုလေ။ဟုတ်ကဲ့။စတပတ္တဆိုတာကသမင်းငါလို့ခိုလုံလာသူကိုမွေးစားတာ ਨੇ ဒါတာဆိုတာကကျွန်းအဖြစ်ဝယ်ယူပြီးမွေးစားတာတွေကို ဒီနေ့ခေတ်မှာဥပဒေအရအတိအမှန်မပြူတော့ပါဘူး။အော်ဘာလို့ပါလဲ။ဒါကကျွန်တော်တို့လူဖွဲ့စည်းရဲ့တံပေါ်ထားမှုတွေပြောင်းလဲလာတာကိုထင်ရနေတာပါလေ။ငမလူခိုလုံလာတို့ကိုကူညီတာလူတယောက်ကိုငွေနဲ့ဝယ်တာမျိုးကခစ်တဲ့လူခွင့်ရေးစံတုံးနေနဲ့မကိုက်ညီတော့ဘူးပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။ဒါကြောင့်ဥပဒေကအမွေဆက်ခံမှုကိုအဓိကထားတဲ့ KT မှာနဲ့တနာချစ်ခင်လို့မွေးစားတဲ့အပတိထဆိုတဲ့နှမျိုးကိုပဲအဓိကထားပြီးဆက်လက်အသက်သွင်းထားတာပါ။အော် ဒါဆိုရင်ခေတ်နဲ့အညီဥပဒေကလည်းပြောင်းလဲသွားတာပေါ့ဒါဆိုအဓိကကျတဲ့ကိတ်တမမွေစားခြင်းအကြောင်းကို အရင်ဆုံးလေ့လာကြည့်ကြရအောင်ကိတ်တမဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကအစ်စ်အမှန်မဟုတ်တော့လို့ဆိုထားရောနည်းနည်းတော့ထူးဆန်းတယ်နော်ဟုတ်ပါတယ်ဥပဒေရှုထောက်ကကြည်ညာဒါကထွေးတာဒေါ်ဆက်ခြင်းမရှိပေမဲ့တားရင်တမီရင်လိုပဲအမွေဆက်ခံခွင့်အပြည့်ဝရရစေဖို့တရားဝင်ဖန်တီးတည်ဆောက်လိုက်တဲ့ဆက်ဆံရေးမျိုးကိုဆွလို့တာပါအင်း တွေးပါအရာအစ်စ်မဟုတ်ပင်မဲ့ဥပဒေအရာအစ်စ်ဖြစ်သွားလို့လုပ်လိုက်တာမျိုးပေါ့ဘယ်လိုလူတွေကကိတ္တမအခင်မွေးစားခွင့်ရှိပါသလဲကျမတို့အရာထားတဲ့အချက်လက်အချက်အလက်တွေအရာတော့အပြိုလူပြိုတခုလက်မိုးဆိုးဖို့မိုးဆိုးမှစတဲ့ဘုထဘာသာဝင်ဒီအလုံးတူချင်းစီအနေနဲ့မွေးစားနိုင်တယ်လို့ဆိုထားတယ်အဲ့ဒီမှာလေစိတ်ဝင်စားစရာချွင်းချက်လေးတွေရှိပါတယ်စီရင်ထုံးတွေရဆိုရင်ရဟတော်လေး အသက်ဆက်ရှိနေမပြည့်သေးသူရဲ့နဲ့စိတ်ပေါက်တဲ့သူတွေကမွေးစား권မရှိပါဘူး။အော်ဟုတ်ကဲ့။နောက်ထပ်ထူးခြားတဲ့အချက်တစ်ခုကတော့မောင်အေးကျန်လက်မစောညီမအမှုမှာဆုံးချက်ထားတာပါ။ဆွေမျိုးမတော်ဆက်တဲ့လင်မယားလည်းမဟုတ်တဲ့ယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ပေါင်းပြီးကလေးတစ်ယောက်ကိုပူရွယ်မွေးစားလို့မရဘူးလို့ဆိုပါတယ်။ဟင်ဒါကမိသားစုဖွဲ့စည်းပုံကိုအလေးထားတဲ့သဘောပေါ့ဟုတ်ပါတယ်ဥပဒေကဘလို့အလေးထားတယ်ဆိုတာကိုပြနေတာပါ ခလေးဘကရောဘလို့စည်းကမ်းနေရှိလဲကျမထင်တာကခလေးနေလူကြီးကိုပဲမွေးစားလို့ရမယ်ပေါ့ဒါပေမဲ့ဓမ္မသတ္တမှာအတက်ကန်တချက်မရှိဘူးလို့ဖတ်လိုက်ရတယ်တကယ်ပဲလူကြီးတယောက်ကိုလည်းမွေးစားလို့ရတယ်ဆိုတဲ့သဘောလားတကယ်ပဲရပါတယ်ဒါကမြန်မာကလေးထုံးတဲ့ဥပဒေရဲ့ထူးခြားချက်တစ်ခုပဲအသက်ရွယ်ကိုကန့်တတ်မထားပါဘူးပြီးတော့ကိုမတိုင်းသမီးရှိနေတောင် နောက်တစ်ကလေးတယောက်ကိုကတိမအဖြစ်မွေးစားခွင့်ရှိတယ်အောင်းစရာပဲနော်ဟုတ်တယ်နောက်တစ်ချက်က ခုဖိုးကြနဲ့မတင်ခင်အမှုမှာဆုံးဖြတ်ထားတာက မွေးစားခမဲကလေးဟာလူမျိုးကြားဘာသာကြားဖြစ်နေတောင်းကိတိမမွေးစားဖို့အတွက်အသားစီမဟုတ်ဘူးလို့ဆိုပါတယ်။စာချုပ်စာတမ်းတွေမရှိခင်တော့ကပေါ့။ကတကွန်ဆက်တစ်ဆက်ကိုမတိုင်ခင်ကဆုံအခမ်းအနားတွေစာချုပ်ထီတော်မလို့ဘူး။ထင်ရှားကြော်ကြားခြင်းဆိုတာပဲလို့ရတယ်လို့ဆိုရဲ။ဟုတ်တယ်။အဲ့ဒီထင်ရှားကြော်ကြားခြင်းဆိုတာသဘောတရားရကောင်းပေမဲ့လက်တွေ့မှာပြဿနာတွေအများကြီးရှိရတယ်။ဘယ်လိုမျိုးပါလဲ။ ဆိုလိုတာကမွေးစားမိဘတွေကခလေးရဲ့မိဘရင်းတွေဆွေမှာအိမ်နီးနာချင်းတွေဆွေမျိုးတွေရှေ့မှာခင်များတို့ရဲ့သားသမီးကိုကျွန်တော်တို့ရဲ့အမွေဆက်ခံသူအဖြစ်မွေးစားပါစေဆိုပြီးလူသိရှင်ကြားကြင်ညာတာမျိုးပါဟင်းလူဒီအောင်လို့တာပေါ့ဟုတ်တယ်ဒါပေမဲ့ပြဿနာကခလေးမရှိတဲ့ထေးတွေဆုံးပါပေါ်တဲ့အခါမျိုးမှာစတော့တာပဲအဲ့ဒီခါကျရင်ဆွေမျိုးတွေအိမ်နီးချင်းတွေအိမ်ကစီခံနေကပါကျွန်တော်ကကွယ်လွန်သူရဲ့ကိနေမှာသွားသမီးပါဆိုပြီးအမွေ လူတောင်းတဲ့ပြဿနာတွေများကြီးဖြစ်ခဲ့တယ်။အာဟုတ်ပါပဲ။ဘသူကဆစ်လဲဆိုတာတတိပြဖို့ခတ်သွားပြီပေါ့။အလွန်ခက်ခဲသွားတယ်။ဒီကို1939ခုနှစ်မှာဖြစ်ထန်းခဲ့တာပေါ့။အဖြစ်ထိုးညင်နေပေါ့နော်။ဟုတ်တယ်။အဲ့ဒီဥပဒေကအငင်းပွားမှုတွေအတွက်တကယ်ကိုအဖြစ်တစ်ခုဖြစ်ခဲ့တယ်။ရင်ကလေးသူပြောတဲ့ငါကြားတယ်ဆိုတဲ့အစင်းကနီးခိုင်မာတဲ့စာရွက်စာတမ်းထောက်ထားဘက်ကိုကူးပြောင်းသွားစေတဲ့အဓိကအချိုးအကွေ့တစ်ခုပါပဲ။ဟုတ်ကဲ့။1943ခုနှစ် ဧပြီလ၁ရက်နေ့နောက်ပိုင်းမွေးစားတဲ့ကိတိမာတာသမီတိုင်းဟာဒီဥပဒေနဲ့အညီဖြစ်ရမယ်လို့သတ်မှတ်လိုက်တယ်။လောအပ်ချက်တွေက ရှင်းသွားတယ်။မွေးစားကြောင်းစာချုပ်ချုပ်ရမယ်။မွေးစားမိပါနဲ့မိပအရင်တုံမုံအုပ်ထင်းသူလက်မှတ်ထိုးရမယ်။ပြီးတော့မွေးစားခံရလူကအရွယ်ရောက်ပြီးသူဖြစ်ရင်သူကိုယ်တိုင်လည်းလက်မှတ်ထိုးရမယ်။အတိတ်သက်သေအနည်းဆုံးလျောက်လို့တယ်။အရေးကြီးဆုံးကတော့အဲ့ဒီစာချုပ်ကိုမှတ်ပုံတင်ရုံမှာတရားဝင်မှတ်ပုံတင်ရမယ်။ တခုစစမိတာကအသက်အရွယ်ကြီးမှမွေးစားတဲ့ဆိုတာမျိုးပေါ့ဥပမာအသက်40ကျော်နေတဲ့လူတယောက်ကိုမှကီတီမာအဖြစ်မွေးစားတဲ့ဆိုရင်ဒါကအမွေရဖို့တသက်အတွက်လုပ်တဲ့ပုံစံမျိုးဖြစ်မနေဘူးလားတရားဝင်နေရတာကိုဘယ်လိုမြင်လဲဒီလိုအချင်းကြီးမျိုးနဲ့ပတ်သက်တဲ့စီရင်ထုံးတယ်ရှိခဲ့ဘူးလားရန်ကောင်းနေမြင်ခုံပါအဲ့ဒီအချက်နဲ့တိုက်ရိုက်ပတ်သက်နေတယ်မကြိုင်နဲ့မအောင်ကြည်အမှုဆိုတာရှိခဲ့ပါတယ်ဟုတ်ကဲ့ဒီအမှုမှာကွယ်လွန်သူ တော်ရင်ရဲ့အမွေကိုတူတူဒူမရတယ်နဲ့ ကိတိမသမီးတို့ဆိုတဲ့ဒေါ်ကြိုင်တို့အပြိုင်တောင်းကြတယ်စိတ်ဝင်စားစရာကဒေါ်ကြိုင်ကို မွေးစားတယ်ဆိုတဲ့အချိန်မှာသူ့အသက်ကအနှစ်40ကျော်နေပြီဩအသက်တော်တော်ကြီးနေပြီပဲဟုတ်တယ်ဒါပေမဲ့သူကဒေါ်ရင်ကို၈နှစ်လောက်ပြုစုဆောင်ရှောက်ခဲ့ပြီးသူတို့မှာတရားဝင်မပုံတင်ထားတဲ့မွေးစားစာချုပ်လေးရှိတယ်သူသူမတဲ့ဘက်ကတော့ဒါဟိုကန့်ကွယ်မှာဗောနောအသက်ကြီးမှမွေးစားတာကရိုးသားတဲ့ရည်ရွယ်ချက်မှမဟုတ်ဘူးဆိုပြီးတော့လေအတိအကျပါပဲသူတို့ဘက်က ဒီစာချုပ်ဟာသင်္ချာကြိုကျမှုမရှိဘူးပြီးတော့အသက်ဒီလောင်ကြီးမှမွေးစားတာမို့လို့တရားမဝဲမို့လို့အဓိကထောက်ပြတယ်တရားရုံးကဘယ်လိုဆုံးဖြတ်လိုက်လဲဒါပေမဲ့တရားရုံးချုပ်ကအလွန်ရှင်းလင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့တယ်အဲ့လာကတော့မပုံတင်ထားတဲ့စာချုပ်ကိုယ်တိုင်ဟာသင်္ချာကြိုကျခြင်းနဲ့အမွေဆက်ခံစေလိုတဲ့ရည်ရွယ်ချက်ရှိကြောင်းအပိတ်သက်သက်ခံဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပါတယ်အော်စာချုပ်ရှိရင်ကိုပဲလုံလောက်သွားပြီပေါ့ဟုတ်ပါတယ် တနည်းအားဖြင့်ပြောရရင်တရားဝင်မတ်ပုံတင်လိုက်ခြင်းဟာလူသည်စင်ကြဖြစ်အောင်လုံးလိုက်တာနဲ့အတူတူပဲအမွေဆက်ခံစေလို့အဲ့ UH ချက်ကိုစာနဲ့ပေးလိုက်ခိုင်းခိုင်းမာမာဖော်ပြလိုက်တာပဲဖြစ်တယ်။ဒါကြောင့်ဒီနေ့ခေတ်မှာကေတိမမွေသားခြင်းတွေမတ်ပုံတင်စာချုပ်ဟာအခရာကျဆုံးပဲဖြစ်သွားပါတယ်။ကောင်းပြီ။ဒါဆိုရင်ကေတိမသားသမီးတယောက်ရဲ့အခွင့်အရေးကိုဆက်ကြည့်ကြအောင်။သူဟာတိုင်းရင်းသမီးရဲ့အခွင့်အရေးအလုံးတစ်သက်တည်းသူ့ရလား။ဒီလောက်နီးပါးတူပေမဲ့လုံးဝတစ်သက်တည်းကျတယ်လို့တော့ပြောလို့မရပါဘူး။ အရေးကြီးတဲ့ကန့်သတ်ချက်၃ချက်ရှိနေလို့ပါဟုတ်ကဲ့နံပါတ်၁ကတော့ကတိမာသတမီးကဘရိုမာအော်ရတာအခွင့်အရေးကိုမရနိုင်ပါဘူးအော်ရတာဆိုတာကအော်ရတာဆိုတာကဖခင်ရဲ့လုံနှန်းကိုကူညီလုပ်ကြတဲ့အကြီးဆုံးသားရဲ့အထူးအမွေဆက်ခံခွင့်ဖြစ်ပါတယ်ဒါကိုတားရင်မရနိုင်ပါဘူးကတိမာသကမရပါဘူးဒုတိယကန့်သတ်ချက်ကတော့ဘာဖြစ်မလဲနံပါတ်၂ကတော့ဘာသာရေးနဲ့သက်ဆိုင်ပါတယ်မွေးစားမိပါတယ်ကဘုဒ္ဓဘာသာနဲ့ခရစ်ယာန်လိုမျိုး သားသမီးမွေစားဟင်းကိုဒလေးထုံတာအရာအတိအမှန်မပြုတ်လဲဘာသာတစ်ခုခုကိုကူးပြောင်းသွားသည်တေရန်စာမေရဲ့ကွယ်လွန်ခဲ့ရင်အဲ့ဒီအခါကျရင်ကိတိမသားသမီးဟာအမွေဆက်ခံခွင့်ဆုံးရှုံးသွားပါတယ်ဒါကတူတူလေးတတိထားမယ်အချက်ပါနောက်ဆုံးတစ်ချက်ကတော့နင်းနဲ့ရှုပ်ထွေးပုံရတဲ့မျိုးရိုးဆင်းဆက်အမွေဆက်ခံမှုနဲ့ဆိုင်တယ်လို့ဆိုထားတယ်ဟုတ်ပါတယ်နံပါတ်3ကတော့မျိုးရိုးဆင်းဆက်အမွေဆက်ခံမှုနဲ့ဆိုင်တယ်ရှင်းအောင်ဥပမာပေးရရင် ဥပမာမွေစားသားမောင်ဖြူးရှိတယ်ဆိုပါစို့ဟုတ်ကဲ့ ဥပါရဲ့ဖေခင်ဆိုတော့မောင်ဖြူရဲ့အဘိုးစီက အမွေရဖို့ရှိတယ်။ဒါပေမဲ့အဘိုးစီက အမွေမရခင်မှာဥပါကဆုံးသွားတယ်။ Ừm ဒီအချိန်နေမှာမောင်ဖြူဟာတာရင်တိခင်ရင်အဘိုးရဲ့အမွေကိုဥပါကိုစားအကုန်ရမှာ။ဒါပေမဲ့သူကကိတိမမွေစားသားထင်နေတဲ့အတွက်အဘိုးအမွေရဲ့တဝက်ကိုပဲရပြီးကြံတဝက်ကဥပါရဲ့မောင်နှမအရင်းတွေစီကိုရောက်သွားမှာပါ။ဩရှင်းသွားပါပြီ။တနည်းပြောရရင် သူ့ကိုမွေးစားတဲ့မိဘမျိုးဆက်မှာပဲအခွင့်အရေးအပြည့်ရှိတာပေါ့အဲ့ဒီသဘောပါပဲအဘွားအဘွားမျိုးဆက်အတိအာနာတယောက်မှုအတိမရှိဘူးလို့ဆိုလိုတာပါကိတိမကတော့အမွေဆက်ခံမှုဆိုတဲ့ရွက်ချက်အရင်ရှင်းနေတာပေါ့ဒါပေမဲ့လက်တွေ့ဘဝမှာတနာလို့ချစ်လို့မိဘမဲ့ဖြစ်နေလို့မွေးထားတာမျိုးတွေလည်းအများကြီးရှိတာပဲအဲ့ဒီလိုရွက်ချက်အတိအကျမပါဘဲမွေးစားတာမျိုးကြတော့ဥက္ကဋ္ဌကဘီလိုအကာအကွယ်ပေးထားပါတယ်အဲ့ဒါကအပတိထအမျိုးအစားမဲ့သက်ဆိုင်မလားပတိထဆိုတာအဲ့ဒီလိုအခြေအနေတွေတော့ပါ သူကကတိမထအစစ်နဲ့တိုင်းနိုင်တယ်လို့ဆိုရမှာပါအဓိကကွာခြားချက်ကစမှာပြောခဲ့တယ်လို့ပဲအမွေစခန်းစီလို့ရည်ရွယ်ချက်နဲ့မွေစတာမဟုတ်ပါဘူးအင်းတနာလို့ချစ်ခင်လို့ကောက်ရောက်လို့စတဲ့အကြောင်းတွေနဲ့မွေစတာမျိုးပါဒါကြောင့်အမွေရပိုင်ခရင်တွေကအလုံးကတ်တချင်များပါအမွေကိုဘလို့ပုံစံတဲ့ရနိုင်တယ်လဲသူတို့မှာအခွင့်အရေးလုံးဝမရှိတာတော့မဟုတ်ဘူးမလားလုံးဝမရှိတာတော့မဟုတ်ပါဘူးဒါပေမဲ့စီကံချက်တွေကတင်းကျပ်ပါတယ်ပထမဆုံးချက်က မွေးစားမိဘတွေမှာတာရင်ထမင်းဒါမှမဟုတ်ကစ်တီမှာတာမင်းရှိနေရင်အပတိထာကဘာအမွေမှမရပါဘူး။အော်အဲ့ဒီလိုတာမင်းတွေမရှိတဲ့အခါမှာတော့မစည်းကမ်းချက်တွေရှိသေးတယ်။မွေးစားမိဘနှစ်ပါးစလုံးကွယ်လွန်မှတာအမွေတောင်းဝန်ရှိတယ်။တယောက်တည်းကွယ်လွန်ရုံနဲ့မရသေးမဟုတ်။မရသေးပါဘူး။ပြီးတော့အမွေအားလုံးကိုလည်းမရပါဘူး။အမွေရဲ့တဝက်ကိုပဲရပြီ။ကြံတဝက်ကမွေးစားမိဘရဲ့ဆွေမျိုးရင်းချတွေစီရောက်တော့ပါတယ်။အေးချင်းတစ်ခုကြံသေးတယ်မဟုတ်လား။အဲ့ဒုနေရမယ်ဆိုတဲ့အချက်လေး။ ဟုတ်ပါတယ်အဲ့ဒါအဓိကအချက်ပဲအဲ့ဒီမွေတဝက်ကိုရဖို့ဆိုရင်တော့မွေးစားမိပါနဲ့အထူးတူနေခြံရမယ်အင်ခွဲနေရင်ဒါမှမဟုတ်တခြားစီနေရင်အမွေစက်ခန့်ခွန့်လုံးဝမရှိတော့ပါဘူးဒါကတော့ပြီးစုဆောင်ရှောက်မှုကိုအဓိကထားတဲ့သမောတယောက်သွားတာပေါ့နော်ဟုတ်ပါတယ်ဥပဒေကအဲ့ဒီရွေချက်ကိုအတိမတ်ဖြူထားတဲ့သဘောပါပဲကောင်းပါပြီအခုကျမတို့ခေတ်တဥပဒေရေးရဖက်ကိုနည်းနည်းကြွေးကြည့်အောင်ဒါကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပဲနိုင်ငံသားတယောက်ကိုမြန်မာမိဘကကိရိမအဖြစ် တရားဝင်မွေးစားလိုက်ရုံနဲ့သူကမြန်မာနိုင်ငံသားအလို့လျောက်ဖြစ်သွားသလားဒီကိစ္စနဲ့ပတ်သက်ပြီးဥပဒေအမြင်နဲ့အဆင့်ဆင့်ပြောင်းလဲလာခဲ့ပါတယ်။ရင်ကတော့ကိုဖိုးကြားအမှုလိုမျိုးမှာနိုင်ငံသားကိုမွေးစားခွင့်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမရှိခဲ့ပဲအငင်းပွားစရာတွေဖြစ်လာခဲ့တယ်။ဒီကိစ္စကိုအပိသက်အဆုံးဖြတ်ပေးခဲ့တဲ့အမှုကဘာလဲဆိုတာပြောပြပေးပါဦး။စကောင်းဝလီခနိကမွန်မိုင်းအီလင်ခေါ်မအေးလင်းနဲ့ပြည်တော်စုမြန်မာနိုင်ငံတော်အမှုက ဒီကိစ္စကိုအပြစ်သက်ဆုံးဖြတ်ပေးခဲ့ပါတယ်။ဟုတ်ကဲ့။ဒီအမှုရဲ့အကြောင်းရင်းကမအေးလင်းဟာတရုတ်မိဘတွေကမွေးဖွားပြီးနိုင်ငံခြားသားမတ်ပွန်တန်ခိုင်ဆောင်ထားသူပါ။သူကိုမြန်မာဗုဒ္ဓဘာသာမိဘတွေဖြစ်တဲ့ဥမောင်ကြီးနဲ့တောက်ပွင့်တို့ကကစ်တီမှာအဖြစ်တရားဝင်မွေးစားခဲ့တယ်။အသက်ဆုစင်းနေပြည့်လို့နိုင်ငံခြားသားမတ်ပွန်တန်လဲရမယ့်အချိန်မှာသူကမလဲဘဲနဲ့လို့တရားဆွဲခံရတယ်။အဲ့ဒီမှာသူကကစ်တီမှာမွေးစားခံခံရတဲ့အတွက်မြန်မာနိုင်ငံသားဖြစ်သွားပြီလို့ခုခံကာကွယ်ခဲ့တာပေါ့။ဟုတ်ပါတယ်။ ဒါပေမဲ့တရားရုံးချုပ်ကအလွန်ရှင်းလင်းပြီးခိုင်မာတဲ့ကြိုးကြောင်းဆင်ခြင်မှုနဲ့ဆုံးဖြတ်ခဲ့တယ်။တရားရုံးကအချက်ကျချပြခဲ့တယ်။ပထမဦးဆုံးသားသမီးမွေးစားခြင်းဟာမိသားစုရေးရကိစ္စဖြစ်ပြီးဒလစ်ထုံးတောင်းဥပဒေကအုပ်စိုးတယ်။ဒါပေမဲ့နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းဟာနိုင်ငံတော်ရဲ့အချုပ်အကြအာဏာနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်ပြီးနိုင်ငံတော်ကပြဋ္ဌာန်းတဲ့ဥပဒေကအုပ်စိုးတယ်။ဆိုလိုတာကဒလစ်ထုံးတောင်းဥပဒေနဲ့နိုင်ငံတော်ကပြဋ္ဌာန်းတဲ့ဥပဒေကြားမှာ ဘေဟာကပိုအာနာတီးတယ်လဲဆိုတဲ့မေကုံထက်သွားတာပေါ့တိကြပါတယ်မိသားစုရဲ့ဒလိနဲ့နိုင်နိုင်ရဲ့ဥပဒေဘေဟာကအနိုင်ရမလဲပေါ့တိကြပါတယ်တရားရုံးချုပ်ရဲ့တတိယအချက်ကအဲ့ဥပဒေဟာဒလိထုံနာဥပဒေကို လွှားမိုးတယ်ဆိုတာပါပဲနောက်ဆုံးအချက်ကတော့အဓိကဆုံးဖြတ်ချက်ပါသာမန်ကီရိုတူကမွေးစားချင်းဆိုတဲ့ပုတ်ကလီကလူရဲ့အပြင်နိုင်ငံခြားသားတယောက်ကိုနိုင်ငံဘာထိခွင်ပေးနိုင်တယ်လို့တတ်မှတ်လိုက်ရဲ့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါရရောက်တယ်လို့ဆိုပါတယ်ဟုတ်ကဲ့ဥမာအနေနဲ့နိုင်ငံသားတယောက်ရဲ့နိုင်ငံခြားသားဇနီးဒါမမောခင်ပွန်းတောင်မှာအိမ်တောင်ပြုတ်လိုက်ရုံနဲ့အလိုလျောနိုင်ငံသားမှာဖြစ်ပေတက်ဆိုင်ရာဥပဒေနဲ့အညီရှောက်ထားရတာကိုထောက်ပြခဲ့ပါတယ်ဒါဆိုရင်နောက်ဆုံးအဖြေကရှင်သွားပြီနိုင်ငံသားတအုပ်ကိတိမအဖြစ်မွေးစားလိုက်ရုံနဲ့မြန်မာနိုင်ငံသားအလို့အလျောက်မဖြစ်နိုင်ဘူးနိုင်ငံသားဖြစ်ခွင့်ကိုတက်ဆိုင်ရာနိုင်ငံသားဖြစ်မှုဥပဒေတွေနဲ့အညီတိချာရှောက်ထားရမယ်ဆိုတဲ့သဘောပါပဲဟုတ်ပါတယ်အဲ့ဒီတိုင်းပါပဲ ဒီနေ့ဆွေးနွေးမှုကနေတိလိုက်ရတာကတော့မြမဒလီထုံတန်းဥပဒေမှာရှေးရခွန်ကမွေးစားခြင်းပုံစံနဲ့ရှိခဲ့ပြီးမြင်ဒီနေ့ခေတ်မှာတော့အထူးအားဖြင့်အမွေဆက်ခံခွင့်ကိုဦးတည်တဲ့ကိတိမနဲ့တာမန်မွေးစားခြင်းဖြစ်တဲ့အပတိထဆိုပြီးနှမျိုးပဲကြံတော့တယ်မှန်ပါတယ်ကိတိမမွေးစားခြင်းဟာအရင်ကလိုထင်ရှားကြိုကြားခြင်းအပေါ်မှာမူတည်မနေတော့ပဲမပုံတင်စာချုပ်ကအခရာကျလာတယ်ပြီးတော့ကိတိမသာသမီရဲ့အခွင့်အရေးမှာလည်း တိုင်းရင်းသမီးရဲ့နဲ့မတူတဲ့ကန့်တချက်လေးတွေရှိနေအောင်တွေ့ရတယ်။ဟုတ်ကဲ့။အရေးကြီးဆုံးကတော့မိသားစုဝင်အဖြစ်မွေးစားခြင်းနဲ့နိုင်ငံသားဖြစ်အတိအမှတ်ပြုခြင်းဟာလုံးဝတိချလီဖြစ်နေလေဆိုတဲ့အချက်ပါပဲ။ဟုတ်ပါတယ်။ဒီနောက်ဆုံးအချက်ကစဉ်းစားစရာအတွေ့တစ်ခုကိုမွေးထုတ်ပြပါတယ်။ဥပဒေကမိသားစုတစ်ခုဖန်တီးခြင်းနဲ့နိုင်ငံသားတယောက်ဖန်တီးခြင်းကြောင့်မှရှင်းလင်းတဲ့မြင့်တကြောင်ကိုချထားတယ်။ဟုတ်ကဲ့။တကခေတ်လူဝေစီရတာမေခွန်းထုတ်စရာဖြစ်လာစေတယ်ဒီဖြစ်ပြင်းနဲ့ကပ္ပကြီးရွာဖြစ်လာတဲ့ဒီနေ့ခေတ်မှာ နေဆက်ဖြစ်ကြပြီးဖွဲ့စည်းလိုက်တဲ့မိသားစုဆက်ဆံရေးတွေနဲ့နိုင်ငံတကာနိုင်ငံရဲ့အဖွဲ့ဝင်အဖြစ်တရားဝင်သတ်မှတ်မှုကြားကဆက်ဆံမှုဟာဘယ်လိုပုံစံဖြစ်တင်တယ်လဲမိသားစုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကြေပြလာတာနဲ့အမျှနိုင်ငံသားဖြစ်မှုရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကတော့လိုက်လျောညီထွေဖြစ်တင်သလားဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်တွေးခေါ်ဆင်ခြင်စရာအချက်တစ်ခုဖြစ်ပါတယ်